မင်္ဂလာပါခင်ဗျာဆန်ရည်သူဆရာမမမိုးမြေရေးသားတော့အမေဆိုတာအမေပါပဲလို့အမေရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရစေခင်ဗျာ အမေဆိုတာ အမေပါပဲတော်များကြီးဒီအမေတယောက်ဖြစ်သည်တတလုံးအမေတယောက်ဖြစ်ခဲ့တော်လေအမေတယောက်ဤတမိုးကိုတစ်ခါမှစမ်းစစ်ကြည့်ခဲ့ဘူးခြင်းမရှိပါတရားကြွယ်စကားကြွယ်သူတွေလို့မိခင်မြတ်တာကြီးမားเจ้าကို မြစ်မို့တောင်မကကျူးသည်ပင်လေသမုတ်တရားထက်နှဆိုင်သည်စွကြဝလာတမားကျေပြန့်သည် စသဖြင့်မတွေးခဲ့ဘူးပါပြောတတ်မီလဲမထင်ပါယောက်ျားတယောက်ကိုယုံလိုက်ပြီးအိမ်တော်ပြုလိုက်သည်သာသမီရလာသည်ဆိုလျင်အလိုလိုအမေဖြစ်သွားတာပါပဲလေအမေဖြစ်တော့အမေတောင်ဝင်နေထမ်းအမေအမြတ်တာတွေပြီးဒါပဲပေါ့အမေပြီးသားရလားလို့လဲမတွေးခဲ့ဘူးပါအမေပဲ အမေမပေးတတ်ရင်ဘာပေးတတ်ရမှာလဲယခုတော့အမေဘဝကိုအနည်း၄၀ကျော်ကျော်ဖျက်တမ်းလိုက်တော့အခါ သူ့အသက်၆၀ကျော်ခဲ့ပြီတာသမီ၃ယောက်လည်းပညာဆုံးကြပြီကျင်ရလည်းဆုံးကြပြီမို့အမေအိမ်ကိုဆွန့်ခွာသွားခဲ့ကြပြီသူ့လိုပဲအိုနေပြီဖြစ်သည့်အဖေကြီးခေါ်အဖိုးကြီးပဲသူ့အနာမှာမရွေ့မလျားကြံခဲ့သည်အရွယ်ချင်းတင်ကတော့ရုံးကပြန်လည်ရင် သူ့အောက်ကစီးရဲမကလေးအပေါ ဝင်သာနုစိတ်ထားကကြည့်ရှုဆောင်ရှောက်လိုက်တသက်ဆအစိုးတော်ကလေးအပေါ်မျိုးချစ်စိတ်ပွားကကြီးပွားတုတ်တက်အောင်ငွေကြီးတွေကိုကြီးလိုက်နဲ့အများအကျိုးဆောင် ကိုကျိုးအောင်လုပ်ခဲ့သည်ညစဉ်ဆယ်နာရီလောက်မှပြန်လာသည် ပြန်ရောက်လျင်တော့ဖက်စစ်ဂျပန်ကမြန်မာပြည်သူတွေကိုနှိပ်စက်တယ်လို့နှိပ်စက်တော်မူသည်လာကသေးရန်နဲနေပြီဆိုလျင်ဒေါ်မြကြီးအားဆယင်းစစ်သည်နေ့စဉ်ဈေးဘိုးတွေကိုစစ်သည် ကို့မယားနဲ့တွေ့တော့ဝင်သားနုစိတ်မျိုးချစ်စိတ်မထားနိုင်တော့ရှစ်တီးလိုစီစစ်သည်တပြားတစ်ချက်မကြမ်းစရင်စစ်သည်ဒီလိုတုံးဖြုံးနေလို့ဖြစ်မလားမင်းယောက်ျားကငွေထုတ်ဆက်မှာမဟုတ်တာကလေးတွေနဲ့ပညာရေးကရှိသေးတယ်ဘာမှညာမှမသိတဲ့မိမစီတဘုံဝယ်ထားတာဘလို့ကြာသေးလို့လဲဟာစီတုံးကလည်းကြမ်းမှာကွာနေပါဦး နေတိုင်းကြက်သားချက်နေတာကဘာသဘောလဲကြက်သားဆိုရင်လည်းအာလူးလေးပါနေနဲ့ရောပါလားကြက်သားကြီးစားတိုင်းငြိမ်းတာမဟုတ်ဘူးငါကောင်မလေးတွေယူလာတဲ့ချက်ပေါင်းကြော်လေးတွေတဲဆားကောင်းတာပဲပဇော်စိတ်ကလေးတွေနဲ့ကြော်ထားတာတယောက်ကစည်ရမလေးတွေကိုငါကောင်မလေးတွေဟုရှစ်စနိုးတုံးလေးရှိသည်ကလေးတွေကိုလည်းအရန်အလိုလိုက်လို့မဖြစ်ဘူးမဟုတ်ဘူးကများလာကြည်လားเจ้าအလိုငွေထဲ့တာကလည်းများလိုက်တာ ျူရှင်လက်ကလည်းများလိုက်တာသူ့ထက်ဈေးပေါ်နဲ့ကျူရှင်ပြောင်းထားဒီလိုမှန်းသည်ကြောင်းစီယာမလေးတယောက်နဲ့အိမ်အောင်ပြုတ်ရင်ကျူရှင်ကကုန်မှာမဟုတ်ဘူးရာဇာမန်ပါပါဖြင့်ပြောဆိုဟိန်ဟောင်းနေသည်များကို တုတ်တုတ်မှမလုပ်ငြိမ်၍ခံနေသည် စာကြီးစကွဲမှကလေးများလည်းငြိမ်သက်နေကြသည်သမီးကြီးသည်အမေအဆူခံရတိုင်းအံကိုတင်းတင်းကျိတ်ထားပြီးမျက်ရည်တွေစီးကျနေတတ်သည်တိရစပြူလာသောအခါသမီးကြီးက အဖေကိုဝေဖန်ကျင်လာသည်အဖေပြောတိုင်းဘာလို့ခံနေရတာလဲအမေအိမ်မှာလိုတာတုံးတာပဲပြန်ပြောပါလားအဖေလည်းတုံးချင်ရတုံးနေတာပဲအမေကိုအိမ်စီရိတ်တိုးပေးရမှာကြောက်လို့ဖိပြီးချိန်မောင်းနေတာတမီးကိုလည်းတလုံးမှပြန်မပြောခဲ့ပါသူပြုတ်ခဲ့သောအိမ်တော်တစ်ခုတွင်သားသမီးများပွားစည်းခဲ့ပြီဖြစ်သည်။သူ့ကလေးတွင်မိစုံဖဆောင်နှင့်ကြီးပြင်းလာပြီ အခက်အခဲမရှိပညာသင်ကြားခွင့်ရရင်သာသူ့အတွက်အရေးကြီးသည်သူ့အိမ်တော်မပြိုကွင်းရန်အတွက်သူကတည်ငင်းခံရမည်တိကျခြင်းပါရမီကိုဖြည့်ဆည်းရမည် အနည်းငယ်အရွယ်ရောက်လာသောအခါတမီးကြီးသည် သူ့ကိုပို၍အားမလိုအားမရဖြစ်လာသည်သူတို့အိမ်တော်မှာမိခင်ဤဩဇာမရှိမှုကြောင့်တာသမီများမှလည်းတခြားအိမ်တော်မှာတာသမီများလိုပြည့်ပြည့်စုံစုံမနေကြရပေခေအလိုက်ပေါ်သည့်အဝယ်စားများကို ဒေါ်မြကြီးကဝယ်ပေးခြင်းသည်ငွေဘူမရှိသည့်အတွက်မဝယ်နိုင်ဈေးဘိုးကပင်နေ့စဉ်စစ်ဆေးနေသည့်အတွက်အဝယ်စားဝယ်ရန်ခက်ခဲလာစေတော့သည်တဖြည်းဖြည်းနှင့်တမီးကြီး၏မကျေနပ်မှုတွေကသူ့အပေါ်ဖိစီးလာသည်စိန်ကလေးပါခြုံဆောင်ကလေးတွေခစ်စားစဉ်ကဖျက်ရက်တစ်ခုကို အမှတ်ရနေသည်တမီးကြီးအကြောင်းမှာတမယ်ချင်းတွေကစိန်ကလေးပါခြုံဆောင်လေးတွေရှုံကြသည် ။တမီးချင်းနဲ့တခုံထဲထိုင်သောတငယ်ချင်းရင်ရင်မြင့်ကလည်းရှုံသည်။ရင်ရင်မြင့်အဖေကသဘောကောင်းသည်။သူ့အမေကြိုက်တယ်လို့သုံးနိုင်သည်။တာမယားပေါ်ဆရင်ဆချင်းမပြုတ်။တမီးကြီးကခြုံဆောင်လေးတစ်ခုလိုချင်သည်။သူကဝမ်းမသိနိုင်။သမီးကြီးကအမေကိုစိတ်ကောက်ပြီးတနေလုံးငိုနေသည်သမီးကြီးစိတ်သက်သာကြရန်အဖြူနှင့်အစင်းရောဆက်ထားသည့်တိုးမွေးရှုံဆောင်ကလေးတစ်ထည်ကိုသူကိုယ်တိုင်ထိုး၍ပေးသည် ကျောင်းတို့ရှုံ၍တောင်းတော်လဲတမီးကြီးမျက်နာကငိုမဲ့မဲ့မှုစိတ်မကောင်းဖြစ်ရသည်တယောက်ကြားကလည်းအဆိုတော်ရှစ်ချစ်ကလေးနာမည်တွေတက်လာစေရန်ငွေတွေပုံအောပေးနေသည့်အလျောက်သူတို့ကိုတိုး၍ဖက်စစ်ဆန်ဆန်ဖိနှိပ်နေသည်အဲ့ဒီတော့ကဒေါ်မြကြီးမှာမယားတယောက်ဤခံစားမှုဖြင့်တဝင်တို့ရမှန်းမသိမိခင်တယောက်ဤခံစားမှုဖြင့်တာသမီများဤလူသမ ्या ကိုမဖြစ်စည်းနိုင်သည့်အတွက်သာတောကရောက်နေရရှာသည် အမေဆိုတာအမေပဲအရှိတ်ကိုဦးစားပေးနေရ မလို့ပါဟုခံယူထားသည်အရှိတ်ဆိုတာတကယ်မရှိပါဘူးတတင်ကခံစားမှုပါပဲကြာတော့အလိုလိုပြောင်းသွားတာပါပဲဟုတ်ရတနာဆန်နေစကားတွေကို ပြောတတ်သောတငယ်ချင်းတယောက်ထံမှကြားဘူးသည်ဟုတ်သည်မဟုတ်သည်ကို သူမတွေးပါတာသမီးတို့စားဝတ်နေရေးအတွက်ကြံဖန်ရသည်မိုးလင်းမှမိုးရှုပ်အိမ်မိုးကိစ္စတွေကိုဆောင်ရွက်နေရသည့်အတွက်တွေးချိန်မရပါဘူး တမီးအတွက်သုံးမွေးခြုံဆောင်လေးတစ်ထည်ဆင်ပေးနိုင်ရန်ကြက်သား30သားသည်ချော့ဝယ်ရသည်ငါပစုံဆိုရင်လည်း30သားသည်ချော့ဝယ်ရသည်တားငားကိုချော့ဝယ်တော့ဘယ်သူချော့စားရပါတလဲတော်မြကြီးပဲချော့စားရသည် ကြက်သားရင်ချက်သည့်နေဆိုရင်ကြောင်းသားကနေလျင်တားတွေကမှားသည်တားကြီးကအမေတားအတွက်ပေါင်ရင်းတော့တားငယ်ကအမေတားက ပေါင်ဖျားချန်သားနော်ဟုမှားကြသည်တားကြီးကကြက်သားဆိုလျင်ပေါင်ရင်မှကြိုက်သည်တားငယ်ကပေါင်အဖျားပိုင်းကိုကြိုက်သည်ကြက်သားရင်းနေဆိုလျင် ထိုတို့မှားသွားကြသည်ဒေါ်များကြီးကလည်းတားများဤမှားကြချက်ကိုလေးလေးစားစားလိုက်နာဆောင်ရွက်သည်ကြက်ပေါင်ကြီးများကိုအားရပါးရကိုက်စားနေသောတားများကိုကြီး၍ကြည်နူးရသည်တယောက်ကြားအလွယ်လိုက်အငယ်ကြိုက်နေသည်ကို သူမခံသားတော့ မိုက်တဲ့အရွယ်မို့ပဲဟုသဘောထားလိုက်သည်တမီးကြီးကတော့အရွယ်ထက်စားလျင် ရင်းကျက်လွန်သည် အဖေဖြစ်သူကတားမြစ်သည့်ရှားမှစာအုပ်အမျိုးမျိုးကိုဖတ်သည်ပိတ်ရှင်းအောင်ထူထူထောင်ပြီးရှင်းအောင်ထဲမှဖတ်သည်သူ့နားလည်မှုသူ့ခံစားမှုနဲ့မို့ကြက်သား၏ဘဲအပိုင်းကို လိုပါသည်ဟု မပြောတွေ့ရာကြုံရာနဲ့စားသည် စာဖတ်ရင်းလာသည်နှင့်စကားကြီးကြီးကျယ်ကျယ်တွေကို ပြောသည် အမေကတိတ်တက်တိနေတာပဲ သူများရဲ့အလွှားဘောကံဘဝနဲ့တတလုံးနေတော့ဘဝရဲ့အနှစ်သာရရဲ့လို့ရှိပါအောင်မလားတမီးကြီးကိုလည်းပြန်ပြောစရာစကားမရှိပါတာသမီးများအတွက်အနှစ်နာခံပေးဆက်ခြင်းပါဟု ပြောရမည်ဖြစ်တော်လေမပြောပြခဲ့ပါဒီစကားမျိုးကဝိတုထဲမှာပြောတာပါဟု တွေးသည်သူကဝိတုထဲကဇက်လိုက်မှမဟုတ်တာဒိဋ္ဌလောကထဲကအမေတယောက်ပဲသူ့ထက်တဘာဝကြတဲ့အမေရှိအောင်မလား သူနှုတ်ဆက်နေသူကိုလည်းတမီးကအာမရပါအမေလိုတတ်တိမရှိတဲ့သူတွေကြီးသားဆိုရင်မြန်မာနိုင်ငံလွတ်လပ်ရေးရမှာမဟုတ်ဘူးတမီးအတွေးတွေကအရွယ်နည်းမလိုက်အောင်ရင်းကျက်မြန်မာလှပါကလားတမီးဤထမြတ်မှုအတွေ့သူကျေနပ်သည်သူ့လိုတတ်တိနေသည့်အမေကရဲရင်သည့်တမီးတယောက်မွေးနိုင်ခဲ့ဒီကိုပဲခုံယူလိုက်မိသည်တမီးဆိုရင်တော့အမေလိုဘယ်တော့မှငုံမခံဘူး ဒီလိုစရင်စစ်တဲ့ယောက်ျားမျိုးကိုလည်းမယူဘူး။သမီးလေတန်ကပြတ်သားလှသည်။ဒါကတော့သမီးရဲ့အမေနဲ့တွေ့တော့ကအဲ့ဒီလိုမှမဟုတ်တာ။စရင်နေပါနဲ့မစစ်ပါဘူး။လေတန်ပြောကလေးနဲ့ပြန်ပြောသည်။ရေးသားဘဝကလေးကတော့စရင်စစ်ပါမလားအမေရဲ့။မိန်းမတယောက်ကိုရာပင်းရင်ကြိုက်တယ်လို့အနိုင်ကျင့်ကြင်ကြတာ။သမီးသာဆိုရင်တော့တော်များကြီးအနန္တကြားမော်ကြည့်လိုက်သည်။အိမ်အောင်ကြပြီလဲမကောင်းရင် ကွာပြစ်မှာပဲတမီးလက်ထက်တဲ့သူကမိမကိုစင်ရင်စစ်တဲ့သူမဖြစ်စေရဘူးဖះဖះခက်ကပြောင်းသွားလို့ထင်ပါရဲ့မိန်းကလေးနဲ့တက်တိရှိလိုက်တာအိုးမဟုတ်ဘူးအကြောက်အလန့်မရှိလုံးတာပါတမီးရဲ့နှလုံးသားနုနုလေးကို သူကဒဏ်ရာတွေပေးခဲ့လေသလားခါးသေးနာကျင်မှုတွေနဲ့ရဲရင်နေလိုက်တာ တမီးလိုအကြာကြီးတွေ့ပြီးဘဝတသနာတွေထုတ်မနေနိုင်ပါသူကအမေတယောက်ဖြစ်သည်တာကြီးတားငယ်တို့အကြာကြက်သားဟင်းဖြစ်စေရန်အသားပြည့်သည့်ကျွန်းဥနုတချမ်းရအောင်ရှာဝယ်ရသည်ယောက်ျားကစီကုံများသည်ဟုကြိမ်ပေါင်းထားသည်ကြားမှပင်မဆလာနှံ့တင်းနေသည့်ကြက်သားစီပြန်ကလေးကိုကြက်ကြနာနာရှာလိုက်သည်ကြက်သားဟင်းလေးကိုကြည်ကျင်းနှံ့ကြည့်ပြီးပြုံလိုက်သည်တားကြီးအကြိုက်ပေါင်ရင်းသားကိုပကန်းငယ်ကလေးတစ်ခုနှင့်ထည့်ပြန်သည် လင်ယောက်ကြားကမမကြားတော့လဲမရတယောက်ဤရိုးရရင်ကျေးမှုအစဉ်လာအတိုင်းရင်အုပ်တာနုနုဖောင်ဖောင်ကလေးကိုရွေ့ရွေ့ဗကန်ကြီးကြီးနဲ့ခတ်ထည့်ထားလိုက်သည်ယခုအချိန်မှာတော့အဆိုတော်မကလေးနောက်တကောက်ကောက်လိုက်ရင်လက်ကုပ်လဝါတီးလုံး၍ကြက်ရင်အုပ်တာနုနုဖောင်ဖောင်ကလေးကိုကြိုက်ခဲ့ဖူးသည်ကိုမေးလျော့နေပေမည်။အော်ဘဝသုံးပါမိမသားတွေက မရဘဝအမေဘဝဆိုတာဒါပဲလား။ ။တမီးကြီးကြိုင်နှုန်းတို့နှင့်အသေးမြစ်ကလေးကိုရွေးရွေးခတ်ထားသည်။မပိကျော်ကစွန်ရွက်ချင်းကလေးနှင့်ဆိုတော့ကလေးတွေ ထမင်းမြင်ကြမည်။အဖေတို့သူကတော့ရခင်ကမြင်ခဲ့ဘူးပါသည်။အခုတော့မသေးရှာတော့။ဦးထဲမှာတော့ကြက်တောက်မှန်နဲ့ခြေတောက်တစ်ချောင်းသည် သူ့ဝေစုအဖြစ်ကြံရဲခဲ့သည်။ဒေါ်မြကြီးအနေနဲ့တမီးဘဝတော်ကအမေအိမ်တွင်ကြက်ပောင်ကိုလည်းစားခဲ့ဘူးသည်။ကျဲ့ရင်အောင်ကိုလည်းကြိုက်ခဲ့ဘူးသည်။ ကျဲအသေးမြစ်ကိုလည်းနှစ်တက်ခဲ့ဘူးသည်ဟင်းဟိုကျက်သည်နှင့်ကြိုက်ရာရွေးချယ်ပေးနေကြဖြစ်သည်ကျက်တောင်မန်သားကိုစားကြရသည့်ကာလတွေကိုပြန်ရည်တွက်ကြည့်လိုက်တော့ကြာခဲ့ပါမကောအိမ်တော်ကြားသအချိန်ကစားပြီးငယ်တင်ကလှည့်၍တော့များမကြည့်ခဲ့တော့ကျက်တောင်မန်များကိုစားကြရသည်ပဲသူမတပါကျက်တောင်မန်ကိုအားပေးမဲ့သူမရှိအင်းအားပေးရမှာပေါ့ကိုကအမေပဲလေ ူယောက်ျား၏အဆိုတော်မှာကလေးအောင်မြင်သွားသည်ရုပ်ရှင်မင်းသမီးဖြစ်သွားသည်ရုပ်ရှင်မင်းသမီးဖြစ်တော့သူယောက်ျားထက်ငွေကြေးတက်နိုင်သောဦးဦးတယောက်ကလက်ပြောင်းယူသွားသည်သူယောက်ျားစောက်တီယာမယားဖြစ်နေသည်အရှိဆိုတာတကယ်မှမရှိတာခဏကြာရင်ပျောက်သွားတာပဲဆိုသည်တငယ်ချင်းပညာရှိဤစကားကို ကိုးကားပြီးနှင့်သိမ့်လာရှင်သည်ထို့ပေမဲ့သူယောက်ျားချက်သွားမိကို ဆို၍အနာကသာအရေးတကြီးကြီးကြည့်နေလိုက်သည် သူယောက်ျားလည်းသူ့အပူနဲ့သူ့မို့သူ့ကိုစိတ်ရင်းမဆက်နိုင်တော့သူယောက်ျားလည်းမွေးသွားသည်သူတို့အိမ်တော်သူ့ပို့၍ကြက်တဲလာသည်တန်သမီးတွေကလည်းအတန်းကြီးလာသည်ပညာသင်တရိပ်မြင်မာလာသည် လုံငွေတွေများလာသည်ဒီတော့လည်းယောက်ျားကိုဖိအားပေးရကောင်းမှမသိခဲ့သူပြီပြီကိုဘာသာကိုဖြည့်ချင်းသည်မိဘနဲ့တကပါလာသည်စိန်လက်စုပ်ကလေးကိုရောင်းသည်ပြီးတော့ဆွဲကြူပြီးတော့နေလာ ဗရံများဆိုသည့်လက်ဝက်လက်စားတွေနောက်ဆုံးမှာတော့အမေအမွေတန်ဖိုးတန်စိန်နကန်နဖောက်ပိတ်သွားတော့လောကကြီးကငြင်းချမ်းသွားသည်အိမ်နှင်းချံရောင်းပြီးတိုက်ခန်းကလေးဝယ်သည် ပုံငွေဖြင့်သားသမီး၃ယောက်ကိုပညာသင်သည်အိမ်နှင်းချံမရောင်းကခင်သားသမီးတွေအလုရသည်တမီးကြီးကတက္ကသိုလ်ဆရာမလေးဖြစ်သွားသည်ဆရာဝန်ကလေးတစ်ယောက်နှင့်ရှစ်သူဖြစ်ကြသည်တို့ပင်မဲ့လက်ထတော်မီအစင်းအထိရောက်ပြီးမှကွဲသွားကြသည် အမေတယောက်အနေနဲ့စိတ်မကောင်းဖြစ်ရသည်ဒေါ်မြကြီးကိုမဆိုထားနဲ့သူ့အပေပင်ထိတ်လန့်ရသည်တမီးကြီး၏ဆုံးဖြတ်ချက်အရာ ကွဲကွာကြခြင်းဖြစ်သည်တမီးကြီး၏အကြောင်းပြချက်ကဒေါ်မြကြီးကိုအသက်ရှူရမတတ်ဖြစ်စေသည်သူတို့အိမ်ကိုတမီးရောက်သွားတယ်သူ့အဖေကသူ့အမေကိုဆင်းရဲစစ်နေလိုက်တာအမေရဲ့အဖေအတိုင်းပဲသူ့အမေကလည်းအမေအတိုင်းပဲသူ့အဖေကိုတိတ်ကြောက်ရတာ သူ့အမေကသူ့အမေကိုဆင်းရဲစစ်တဲ့ကိစ္စကတမိနဲ့မှမပတ်သက်တာလေသူကတအိုးဒီတော့တာအဖေအမေနဲ့အတူနေရမှာဒီလိုဆင်းရဲစစ်တဲ့လေတံမျိုးကိုတမိငငယ်ကလေးတဲ့ကကြားလာခဲ့ရတာမျက်ရည်ကျခဲ့ရတာနာကျင်ခဲ့ရတာထပ်မခံစားနိုင်တော့ဘူးအမေပြီးတော့သူ့မှာလည်းသူ့အဖေရဲ့ဗီဇတွေပါလာနိုင်တယ်မဟုတ်ဘူးလားတမိကဒီတကားတွေကိုသူ့အဖေရှိမှရရငုံငုံပြောသည် သူ့အဖေတုတ်တုတ်မှမလို့စဉ်းစားပါအောင်တမိရဲ့ဘောင်တက်ဝေတို့မိသားစုကလူကောင်းကလေးတွေပါကွယ်သူ့အင်းရဲ့စရိုက်တော်ရှိမှာပေါ့လေပြောကလေးနဲ့စရင်စစ်ဖခင်ကြီးဝင်ပြောသည်ယခုမှစဉ်းစားရင်တမိအတွက်ရင်နာရသည်တမိသည်အမေတယောက်နဲ့ထပ်တူခံစားရပြီးနှလုံးသားမှနာကျင်ခဲ့ရသည်ပဲတားလက်ထပ်တော့မယ်တားရကောင်းမလေးကိုအမေတို့စီခေါ်လာမယ် တားကြီးကအင်ဂျင်နီယာဖြစ်ပြီးအလုပ်ရနေတဲ့စကားဆိုလာသည်တားငယ်ကတင်းမောလိုက်သည်အလုပ်အဆင်ပြေသည်နှင့်ကောင်မလေးကိုအိမ်ခေါ်လာသည်ရှေးမလောင်းနေခေါ်လာတော့လဲသူကဘာများဝေဖန်သုံးသက်နိုင်စွမ်းရှိမှတဲ့လေသူကမှဝေဖန်ရေးเสียမှာဟုတ်တာတော်များကြည်တို့ကလောကကိုအကြံပေးဖို့လူဖြစ်လာခြင်းမဟုတ်ကံတရားကစီမံသမျှလူတွေကစီမံသမျှကိုမြေကြီးနဲ့တူသောတိခန့်ခြင်းဖြင့် နေထိုင်သွားရန်လူဖြစ်လာခြင်းဖြစ်သည်အမေဆိုတာတားကိုရှေ့ယုံနှင့်ပြည့်ပြည့်စုံသည်မဟုတ်ရွှေမကိုလည်းလက်ခံတတ်ရမည်တားကြီးဇနီးလောင်မိုးဆန္ဒကကြောင်းစရာမလေးမှုတည်ငြိမ်သည် ရိုးသားပုံရသည် ရင်ကျေးလိမ်မှဟန်ရှိသည်တားငယ်ဤဇနီးလောင်ຫນွေဦးသခင်ကတွက်သည်တွက်တဲ့ဒီထက်ပို၍တွက်သည် သူ့စိတ်ကိုခံမှန်းရခတ်သည်သခင်ကလေသခင်ကလေဟုတ် ူကိုယ်သူညှို့ဆို့သည့်စကားကိုဒေါမြကြီးမခံစားနိုင်ကြည်ပါဦးသူ့ကိုယောက်ျားကတခင်ဟုခေါ်ရတော်မူယောက်ျားမနှစ်ပါးကလည်းတခင်ဟုခေါ်ရတော်မူနာမည်ကပင်စီပိုးသည်ဟုထင်သည်ချွေးမနှစ်ဦးစလုံးကိုဒေါမြကြီးအနေနဲ့ဘာများပြောပိုင်ခွင့်ရှိမှာတဲ့လေသူကအမေဖြစ်သည်လေတားတို့ချစ်တော်ချွေးမများကိုရှစ်ပေးယုံမှတပါအရှားမတွေ့တတ်ပါချွေးမတွေရလာတော့ ရုံးပင်းရက်တွေမှာအိမ်မှာဆူဝေးကြသည်။ထမင်းဝိုင်းမှာကြက်သားဟင်းပွဲပြင်ပေးလျင်တားကြီးကမပြောင်းမလဲပေါင်ရင်းကိုစားသည်။မိုးလေကိုကိုလိုပဲပေါင်ရင်းမယ်ကြိုက်တယ်။ကြက်တချမ်းမှာရွှေမနှစ်ယောက်တိုးလာ၍ကြက်တကောင်ဝယ်ဆက်ရသည်။တားကြီးနှင့်ရွှေမကြီးကပေါင်ရင်းနှစ်ဖက်ကုံသွားသည်။တားငယ်ကလည်းအမေအိမ်သားမဟုတ်တော့လေ။အမေအိမ်တွင်ကျင်သားကြနေကြအစင်လာရင်ကျင်းမှုကိုထိမ့်သည့်အနေဖြင့် ပေါင်ဖျားကိုစားသည်ယနေ့ခေတ်အရှိကလည်းအံ့ဩစရာကောင်းလာပါပြီနှက်ပြည့်ရင်တကိုင်းနေနာသည့်အရှိထက်ပိုသည် လူဖြစ်လျင်ပင်တယောက်ကကြက်ပေါင်းဆိုရင်လည်းနောက်တယောက်ကလည်းကြက်ပေါင်းရင်တယောက်ကပေါင်ဖျားဆိုရင်လည်းတယောက်ကလည်းပေါင်ဖျားရှစ်ပုံထူရှားပါပြီရှင်တမီးနှင့်အဖေကရင်ပုံသားစားသည်ကျန်သည့်အသေးနှလုံးတွေကိုချွေးမတွေကရှက်ရှင်းပြိုင်ကလင်ယောက်ျားများဤပကံနဲ့တို့ အလူရဲ့ထဲ့ပေးကြသည်ဒေါ်မြကြည်သည် အမေတို့ဤဓမ္မတာအတိုင်းကြက်တောင်ပံများကိုသာစားရပြန်သည်ဟင်အမေအတွက်အသားမရှိတော့ပါလားအတောင်ပံတွေပဲကြံတော့တယ်ရွှေမကြီးမိုးဆန္ဒကပြောတော့တားကြီးနဲ့တားငယ်ကအမေက တောင်ပံပဲကြိုက်တာ ဟုပြိုင်သူပြောကြသည်တမီးကသူ့ဘကန်ထဲမှရင်ပုံသားကိုသူ့အမေဘကန်ထဲသို့ထည့်ပေးသည်အမေမစားဘူးတမီးစား အမေကအတောင်ပံပဲကြိုက်တာဟုဇုံညင်ပြီးတမီးပကံနဲ့ပြန်ထည့်သည် အပတ်စဉ်ကြုံတွေ့နေကြဖြစ်စဉ်ဖြစ်ရက်တွေမှုရိုးနေလောက်ပေမဲ့ယခုဒီချိန်မှာတော့ဒေါ်မြကြီးဟိုဟိုဒီဒီတွေ့တတ်လာသည်ကိုကိုကိုအနိုင်နာရွေလျားနေရသည့်ခေါင်းပြူဆွဲကြိုးအဖိုးကြီးအတွက်လည်းကြောက်ကြကြရမလို့သူကခွဲခွာသွားတော့မှာမဟုတ်ဖြစ်နိုင်လျင်ဒေါ်မြကြီးလက်ကိုအမြဲတွဲထားနေခြင်းပုံရသည်တတလုံးတွဲခဲ့ရတော့လဲ လက်ချင်းရှင်တွဲ၍နေရမည်ကိုတော့ရှက်သည် မလွတ်လန်းဟုထင်သည်မေကြီးချွေးမကြီးစီကတယ်လီဖုန်းလာတယ်ဒီနေ့သူဟင်းလာဖို့မဲတဲ့ဟုတ်လားဘာဟင်းတွေရှက်လာမလဲမသိဘူးချွေးမထံမှာပထမဆုံးဟင်းပို့မည်ဆို၍ပြောသွားသည်တမီးဘဝဇနီးဘဝမိခင်ဘဝကိုကြော်လွန်ပြီးရောက်ကမဘဝတောင်ရောက်လာခဲ့ပြီပဲအပွားဘဝကိုလည်းရောက်ရပြီအုံးမီဘော ။ကုံလွန်ခဲ့သည့်နှစ်များကြောင်းကိုယခုမှအနာရ၍ပြန်တွင်းနေမိသည်။အိမ်တော်ကြတော့အသက်20ဆွန်းဆွန်းမကြခင်ကလေးတွေရလာသည်။ကလေးတွေရသည့်အချိန်ကစပြီးအမေဖြစ်သွားသည်။အမေဖြစ်သွားကလေးကကိုယ်ပိုင်ဘဝပျောက်သွားသည်။အနှစ်40နီးပါးကာလတွေမှာသူဘာတွေစားခဲ့ပါလဲ။ကြက်တောင်မှန်၊ပစွန်ကောင်၊ငါးအမိပိုင်မပြည့်ရင်ရှင်ဟင်းဒါတွေပါပဲ။ သူဘာတွေဝိတ်ခဲ့ပါတလဲအိမ်မှာဝိတ်သည့်ဝိတ်စုံ၄၅စုံ အပြင်သွားလိမ့်ရင်ဝိတ်ရန်ဝိတ်စုံ၄၅ထဲထက်မပိုခဲ့ပါသူဘာတွေလိမ့်ခဲ့ပါတနည်းတဏ္ဍခါကိုပင်လိမ့်ပြုံလိမ့်ခဲ့မိသည်ထင်ပါရဲ့သူဘာတွေလောက်ခဲ့ပါတလဲလင်ယောက်ျားနှင့်သားသမီးတို့ဤဝေယဝိဆာများလောက်ခဲ့ရသည်ပဲသူအောင်မြင်ပါတလားဆုံးချုံးပါတလားသူသားသမီးများပညာတတ်တွေဖြစ်ပြီး အလောက်ကိုစီနေတင့်တယ်နေသည့်အတွေ့သူအောင်မြင်ခဲ့သည်ဟုထင်ပါသည်သူဟာအမေတရားအဖြစ်တော်ရှင်တန်နိုင်ခဲ့သည်ပဲတော်ရောပေါ့လူပိတရင်ပြီးတာပါပဲမင်းကြီးမင်းရင်တော့တိတ်ကံကောင်းပြီချွေးမနေတခင်ကလည်းဟင်းပို့မယ်တဲ့တယ်လီဖုန်းနားထောင်ပြီးအဖေကြီးကအော်ကြီးဟစ်ကျဲပြောသည်သူကြည်ကြည်နက်နက်ပြောလိုက်သည်ရှင်သိပြီလား ကျုပ်ကအမေချင်းအမေဟုခေါင်းမော့ပြီးစိတ်ထဲကပြောလိုက်သည်ချွေးမကြီးပို့ခိုင်းလိုက်သည်ဟင်းကြံရောက်လာသည်ဂျိုင်းနှင့်အတူစာလဲပါသည်အဖေအတွက်ကြက်ပေါင်းအမေအတွက်အမေကြိုက်တဲ့ကြက်တောင်မှဟင်းတယ်လေကြက်ရင်ပုံတွေကိုဣနေအောင် ပေါင်းထားသည်ကတကြိုင်ကြက်တောင်မှစူစူမြားကိုချက်ထားသည်ကတကြိုင်ကြက်တောင်မှဟင်းကိုကြည့်ရင်ဒေါ်မြကြီးမျက်ရည်တွေစီကြလာသည် အဖေကြီးပြပြတလဲလဲဖြစ်သွားသည်ငိုခဲရခဲ့သောဒေါမကြီးပားပြင်ပေါ်မှာရဲရဲပေါကြီးတွေကံကြိုး၍လာပြီးတကယ်တို့တရဟောစီကြလာသည်မင်းကြိုက်တဲ့ဟင်မဟုတ်လားမြကြီးမင်းကြိုက်တဲ့ကြက်တောင်မှမဟုတ်ချွေးမလေးကချက်ပေးလိုက်တာလေကျုပ်မကြိုက်ဘူးကျုပ်ဘယ်တော့မှကြက်တောင်မန်ကိုကြိုက်ခဲ့တာမဟုတ်ဘူး။ရှင်ကိုမုံတယ်လို့ကြက်တောင်မန်ကိုလည်းမုံတယ်။ ိုးငါနဲ့ကြက်တောင်မန်ကဘာဆိုင်လို့လဲရှင်းကိုယူမိလို့ကျုပ်အမေဖြစ်ရတာအမေစိတ်နဲ့ကြက်တောင်မန်ကိုချိန်မိတ်ပြီးစားခဲ့ရတာငါကိုမုန်းနေဆိုတာကရှင်းမသိဘူးလားရှင်းရဲ့ဖောက်ပြန်မှုတွေကိုမုန်းခဲ့တာအမေတယောက်ဖြစ်နေလို့တာသမီးတွေရဲ့ဘဝကိုငှဲ့ပြီးမုန်းတယ်လို့မပြောရဲခဲ့တာ အခုရွှေမတွေကကြက်တောင်ပံကို ကြိုက်တယ်လို့ထင်သွားကြပြီမပြောစဘူးရှေးလျားသောစကားတို့ကို ပြောလိုက်ရလားမသိအဖေကြီးကြက်တွေသေးနေသည်ပြူးကြောင်ကြောင်မျက်လုံးများနှင့်ကြည့်နေသည်ရွှေမလေးဟင်းကြိုင်လာပို့သည် မျက်ရည်လူးလူးနှင့်ရောက်ခမကိုကြည့်ပြီအဖေနဲ့အမေဖို့အဖေအတွက်ငါးကြော်နှက်ပါလေအမေအတွက်တော်တော့မပြောနဲ့တော့ညီပြန်တော့ ဟုဒေါ်မြကြီးអော်လိုက်သည်ရွှေမငယ်ကလည်းသူ့အတွက်ကြက်တောင်မှန်တွေချက်လာပြန်ပြီဘသူမျက်နှာမှာမငယ်ရသည့်အရှင်ရောက်ပြီးမှဒေါသတွေပောက်ကွဲပြလိုက်သည်သူ့မှာလဲနှလုံးသားနေပါခံစားတတ်သူပါအမေဖြစ်နေ၍ရုတ်သေးရုတ်လိုနေခဲ့ရခြင်းရဲ့ပါခွေးကျွေးပြင်းမြည်ဟုတွေးကာချွေးမငယ်ဤဟင်းကြိုင်တွေကို သူ့ဖွင့်ကြည့်လိုက်သည်ငါးကြော်နှက်ကမှုေးလိုက်ပါပြီဖြစ်ချင်းနောက်တစ်စိတ်မှာက ကြက်ပေါင်းရင်အုပ်နှင့်အသေးအမြင့်စီပြန်ဟင်းပါလားဝန်သားလုံး၍မျက်ရည်တွေထက်ကြလာပြန်သည်မျက်ရည်တွေကြားမှ အာရပါရပြုံးသည်အဖေကြီးရေလာကြည့်ပါဦးကျုပ်တစ်တလုံးမစားခဲ့ရတဲ့ကြက်သားဟင်းဟိုလေကြက်ရင်ပေါ်ကြက်ပေါင်းကြက်အသေးအမြင့်တွေနဲ့ကြက်ကြက်နန္ဒစီပြန်ချက်ထားတာရွှေမလေးကလေ မိခင်စိတ်ကိုဘလို့နားလဲသွားလဲမသိဘူးအေးအေးမင်းပျော်သွားပြီမဟုတ်လားချွေးမလေးရဲ့လက်ရာကိုအားရပါရတာစားပြီတော့တော်ပြီအဖေကြီးရေကျုပ်အလိုလိုဝနေပြီကျုပ်ရဲ့မိခင်မြတ်တာကိုတဲရောက်ကအတိအမှတ်ပြုလိုက်လို့လေတကယ်တော့ကျုပ်ကကြက်တောင်မှန်နဲ့ကျင်သားရနေပါပြီတော့ ရွှေမကြီးကလည်းကြုတ်ကြိုက်တယ်ဆိုပြီးချက်ပေးချလာပါရွှေမလေးရဲ့ကြက်သားဟင်းကိုဖုန်ကြီးချောင်းကိုကြုတ်သွားလှူမယ်ရွှေမကြီးရဲ့ကြက်တောင်ပံကိုပဲကြုတ်ကြုတ်စားမယ်အေးပါကွယ်မင်းကအမေပါပဲမမိုးမြေစကြဝဠာတော်မှာမီးဟုံဟုံတောက်တဲ့အမေနှင့်ရတ္တစာစုများဖေဖော်ဝါရီလ2014ခုနှစ် ုတ်ကဲ့ပါခင်ဗျာဆန်ရီးသူဆရာမမမိုးမြေရေးတာတော့အမေဆိုတာအမေပါပဲလို့အမိရတယ်ဝိတုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာချိန်ပေပေဝင်ရောက်နှားဆင်အားဖြင့်ပေးခဲ့ကြသူညီကောင်မတော်များအလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအလုံးကိုစိတ်နှပါရှင်လန်းရှမ်းပြေကြပါစေခင်ဗျာ